ကျွန်တော်တို့မူကြပါစားခင်ဗျာကျွန်တော်တို့2025ခုနှစ်မေလ13ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယမဒီသူအလုံးကိုတော်လှန်ညာကြောင်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကပထမဆုံးသတင်းတစ်ခုကတော့ဒီခမာယချင်းမြန်တရင်ပေါ့998ကတထောက်ဘူကြီးရှိုင်းပြအောင်တည်ဆုံးသွားပြီလို့သိရပါတယ်ဒီ998အရင်နေ့ကတိုက်ပွဲမှာတထောက်ဘူကြီးရှိုင်းပြအောင်တည်ဆုံးသွားတာပါ သူကတော့တတ်ထောက်ဘူကြီးအဖြစ်နဲ့ခန့်အပ်ခံရလို့ဒီ CDN မဝင်ဖြစ်တော်ရာကနေသိဆုံးခဲ့တာလို့ဆိုပါတယ်အဲတော့ CDN ဝင်ဖို့အတွက်သူတာဆူလိုက်သေးတယ်ပေါ့အခုတော့ CDN မဝင်တဲ့အခါဘောကဒီကိုအဆုံးသက်ကတော့ကားသွားပါပြီအဲတော့နောက်တစ်ခုကတော့ရခိုင်ပြည်နယ်တက်ကရသေးတောင်ဘူးညဘက်ဆက်ရှုံးအောင်စစ်တက်ကဘုံထက်ကျဲပြန်ပါတယ်ကလေးငယ်လေးတွေပါဝင်ဒေသခံပြည်သူတွေ၁၀ဦးသိဆုံးခဲ့ရပြန်ပါတယ်ခင်ဗျာနောက်ထပ်ဒီကနေ့မှာပဲဝက်လက်နဲ့ ရွှေဘုံမြို့နယ်ကိုအညံ့ဘတ်စရှုံးကော်ဖီကလေချောင်းတိုက်ခိုက်ခဲ့မှာဒေသခံ9ဦးသေဆုံးပြီးတော့9ဦးဒဏ်ရာရရှိပါတယ်အဲတော့အရင်ရက်ကမနေ့ကပဲအညံ့ဘတ်စရှုံးကော်စီကတပင်းရင်းကစာတင်ချောင်းကိုဘုံကျဲလိုက်တဲ့နိုင်ငံပိုင်ရုတ်တံသူတို့ထိန်းချုပ်ထားတဲ့ဝါဒဖြန့်ရုတ်တံတရားတွေတဆင့်သူတို့ကျဲတာမဟုတ်ပါဘူးအဲတော့စရှုံးကော်စီရဲ့ဘောဆွဲဘောမအတွေ့တွေကလည်း PDF တွေလက်လုံးပိုင်းလုံဝင်တဲ့ပောက်ခွဲတာပါဆင်ထားတာပါဒါကရုပ်ရှင်ရိုက်တာပါရုပ်ရှင်ရိုက်ပြီးတော့လိန်ညာတာပါပြည်သူကိုကျင်းတဲ့တာပါဒီချိန်မှာဘယ်ចောင်းနေဖွင့်လို့လဲတွင်တွင်ကြဲကြဲကြောက်ကြောက်ကန်ကန်ကိုငင်းချက်ထုတ်ပါတယ်အဲ့တော့အခုတပည့်င်းမှာဖြစ်တဲ့ကိစ္စရက်တောင်မချသေးဘူးရခိုင်မှာဘုံကျဲလို့ပြည်သူ10ဦးလောက်သေရတယ်ဒီဝက်လက်နဲ့ရွှေဘုံမှာလည်း9ဦးလောက်ပြည်သူသေရတယ်အဲ့တော့ဘာတွေများထပ်ပြီးတော့ ငင်းချက်ထုတ်ချင်သေးလေဘာတွေများထပ်ပြီးတော့ဘောဆွဲဘောမာတွေလိုက်ပြီးတော့ဟိုလက်လုံးမိုင်းလို့မတ်ညာအောင်မလဲထပ်ပြီးတော့စဉ်းစားကြအောင်အကွက်တစ်ကလေးတွေထပ်ပြီးတော့ညာဖို့အတွက်ပြင်ဆင်ကြအောင်အကြံပတ်ဆက်ရှုံးကောင်စီကတော့ရမချဘဲနဲ့ရန်နိုင်မင်းစစ်စင်ရေးဆိုပြီးအခုလိုနေ့စဉ်တက်ပြတ်နေတာကိုတွေ့ရပါတယ်ဒီနေ့ညမှာအဲ့ဒီသတင်းကြောင်းရာဖြစ်စဉ်အသေးစိတ်တွေကိုတင်ဆက်ပေးမှာပါပထမဆုံးသတင်းကတော့ဘကူတိုင်းရွှေကျင်မြို့ဇလုံကြီးွာခြေဆိုင်ဒီခမရ998ကဘူကြီးရှိုင်းပြစ်အောင် တိုက်ပွဲမှာသေဆုံးသွားတယ်လို့သူ့ရဲ့မိသားစုနဲ့ဤဇတ်သူတွေထံကလည်းကျွန်တော်တို့သိရပါဗျ။ဘိုးတင်တန်းကျောင်းအပတ်စဉ်123ဆင်းဘိုးကြီးဆိုင်ပြအောင်သူကဒီခမရ998တန်ရင်းရဲ့တက်ထောက်ဘိုးကြီးတာဝန်ယူထားသူဖြစ်ပြီးတန်ရင်းကိုသိမ့်ပိုက်ခံခဲ့ရတဲ့မေလ၈ရက်မှာတိုက်ပွဲကျပြီးတော့သေဆုံးသွားတာဖြစ်ပါတယ်။ကရင်မှာ၈လကျော်ငပြတ်စုပြတ်ခြေထောက်မှာလည်းជីတိဒါဟုတ်တော့ရှစ်ပြန်ဖို့မတင်မချင်းကိုပေးသက်လိုက်ရတာကွာလို့ဤဇတ်တဲ့ သူတဦးကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာကိုတွေ့ရပါတယ်။မကွေးတိုင်းဇာတိဘူကြီးရှိုင်းပြည်အောင်ဟာ2024ဒီဇင်ဘာလအတွင်းစီရီယံဝင်ရောက်ဖို့ဆိုကမကွေးတိုင်းတွင်းကတော်လိုင်းဟင်းအင်အားစုအဖွဲ့ဝင်တဦးကတဆင့်ဆက်သွယ်လာခဲ့ပေမဲ့ဒီခမရ998မှာတတ်ထောက်ဘူကြီးအဖြစ်နဲ့တာဝန်ပေးအပ်ခံရပြီးတဲ့နောက်စီရီယံဝင်မလာတော့တာ ဖြစ်ကြောင်းစီရီယံတပ်မတော်သားဘူကြီးစင်ဟောကပြောလာပါတယ်။တတ်ထောက်ဘူကြီးဖြစ်တာမကြသေးဘူး။ထောက်ဘက်က တထောက်ဘူကြီးကနောက်တက်အထိုင်ပြီးရှင်းနှမလိုက်ရတော့ဘူးဆိုတော့ CDN ဝင်မလာတော့တာလို့သူကပြောဆိုပါတယ်ခမရ998ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတက်ရင်အတွင်းဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာစစ်ရုံးပေါ်ဒီတပ်ဖွဲ့ဝင်30ဦးရဲ့ရုံလောင်းတွေတွေ့ရပြီးစစ်တုံးမှ6ဦးနဲ့တပ်မိသားစုဝင်9ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ညီမညွေဆိုရကဒီထုတ်ပြန်ကြေညာထားတာကိုကျွန်တော်တွေ့ရပါတယ်ဒိုက်ဘော့တွေမှာလက်နက်ငယ်မျိုးစုံ83လက်စိန်ပြောင်းလက်နက်ကြီး3.5ပတ်သက်တဲ့လက်ဂျမတ်ဆက်3လုံးနဲ့ခရယာများပြားကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျွန်တော်တို့သိရပါတယ်ဒီမေလာစာမိုင်းကစတင်ပြီးခမရ998ခြေဆိုင်အနီးဝန်းကျင်မှာရှိတဲ့ညောင်ခြေောက်ကွန်းစိတ်ရွာတွေကဒီဆက်ရှုံးကောင်စီတပ်စခန်းတွေကိုတော်လိုင်းပူအောင်တပ်တွေကတိုက်ခိုက်ခဲ့ပြီးမေလာ၈ရက်နေ့မှာတော့ခမရ998ကိုအပြစ်တက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်နောက်ထပ်အကြံဘတ်ဆက်ရှုံးကောင်စီတပ်ရဲ့ပြည်သူကိုတတ်တဲ့ရခိုင်ပြည်နယ်ကတရင်ကိုဆက်ချင်ပါတယ်ရသေးတော်မှာဘုံကျဲခံရတဲ့ဘုံကျဲခံရတဲ့ဖြစ်စဉ်မှာ ပြည်သူ10ဦးသေဆုံးရပါတယ်ကလေးငယ်လေးတွေပါဝင်ပါတယ်တွေ့မြင်ရတဲ့ပုံတွေကတော့တကယ်ကိုဒီရက်တွင်းမှာတော်တော်လေးကိုစိတ်မကောင်းဝမ်းနဲ့ဖြစ်ရတယ်ဖြစ်ရက်တွေတုံ့တွေ့နေရတဲ့ပုံတွေရုပ်သံတွေကျွန်တော်တို့တွေ့မြင်နေရတာဖြစ်ပါတယ်ဒီခိုင်းမီနဲ့ရသေးတောင်မြို့နယ်ကိုဂျက်ဖတ်ဆက်ရှုံးកောင်စီကဒီကနေ့မနက်10နိုင်ဝန်းကျင်လောက်မှာဘုံကျက်တိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်2ဦးပါဝင်ဒေသခံ10ဦးလောက်သေဆုံးခဲ့ရတယ်လို့ဒေသခံတွေပြောဆိုကြရသိရပါတယ်ရုပ်ပုံတွေရလဲကျွန်တော်တို့တွေ့မြင်ရပါတယ် တဆုံးခဲ့ရတဲ့ကလေးငယ်တွေကတော့အသက်6နှစ်နဲ့7နှစ်ဝန်းကျင်ရှိပြီးအဲ့ဒီဘုံကျက်တိုက်ခိုက်ခံရမှုကြောင့်30လောက်ထိကက်ဒဏ်ရာရရှိထားတယ်လို့လည်းသိရပါတယ်။ရသေးတော်မျိုးနဲ့အတွင်းမှာရှိတဲ့ထုံးရွေရွာကိုဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျက်ချခဲ့တာဖြစ်ကြောင်း ULA နဲ့နှီးဆက်တဲ့ပစ်တောင်မြို့ကန်အသက်24နှစ်အရွယ်မျိုးသားတဦးကအဒီပြပြောဆိုပါတယ်။အလောင်းကတော့လက်ရှိမှာကိုလောင်ရထားပါတယ်။ထပ်ပြီးသေဆုံးတာတွေရှိနေပါတယ်။ရှာဖွေနေတော့မှာသေဆုံးထိခိုက်မှုအရေအတွက်ကိုတော့တိကျအတိမပြုတ်နိုင်သေးပါဘူးလို့ သူကဖြစ်စဉ်ကိုရှင်းပြပါတယ်ဒီနေ့ဘုံညက်ခံရတဲ့ဖွင့်ရဝေးပါမှာအင်ချီ100လောက်ရှိပြီးလက်ရှိမှာတော့အင်ချီ20လောက်ရက်စီးသွားတယ်လို့လည်းသိရပါတယ်နေအိမ်တွေကလုံးဝပြိုပြက်သွားပြီးတော့တစသည်ဖြစ်သွားတယ်လူတွေကလည်းပါသွားတာပေါ့လीဆက်ပြီးတော့ရှာဖွေနေကြတော့မှာကြီးကတန်ရရတဲ့လူတွေလည်းထတ်တိုးလာနိုင်တယ်လို့သူကပြောဆိုပါတယ်ခင်ဗျာဒါပြင်ကြောက်ပြူမြို့နယ်လေကမော်ကြီးပါကိုလည်းဒီကနေ့မနေ့၄နိုင်လောက်က drone နဲ့ဘုံကျက်တိုက်ခိုက်တဲ့အတွက်ဘုံတော်ကြီးအကြောင်းတစ်စောင်းလုံးဝမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာ ဒါကျမ်းပါစရှုံးကောင်းစီတက်ကနိုင်ငံတော်ဝန်မှာလှက်ပတ်ပြီးဘုံကျဲတက်ဖြတ်နေတဲ့သတင်းတွေတဲကရဟန်းမြင်တဲ့ဘက်မှာတွေ့ရတယ်သတင်းမှာနောက်ထပ်အညာဘက်မှာလည်းဒီကနေ့ဘုံထက်ကျဲပြန်ပါတယ်ဒီသူ9ဦးတောင်အသက်ဆုံးရှုံးရပါတယ်ဒါကတော့ဝက်လက်နဲ့ရွှေဘုံမြို့နယ်ကိုကျမ်းပါစရှုံးကောင်းစီကဘုံကျဲတက်ဖြတ်တာပါစကိုင်းတိုင်းဝက်လက်မြို့နယ်ရှစ်မြောက်ချမ်းနယ်ရွှေဘုံမြို့နယ်ရှစ်တောင်ညံကျေးွာတွေကိုကျမ်းပါစရှုံးကောင်းစီကလေကြောင်းအနေဘုံကျဲတက်ခတ်ရပါဒေသခံ9ဦးသေဆုံးပြီး9ဦးလောက်ဒဏ်ရာရရှိတယ်လို့သိရပါတယ် ဒီနေ့မေလ7ရက်ညနေပိုင်း3:59မိနစ်အဲ့ဒီအချိန်နဲ့4နာရီ10မိနစ်အချိန်တော့အချိန်လောက်မှာဝလန်မြို့နယ်ရှင်းမြောက်ချမ်းစကန်းနာကျေးရွာနဲ့ရွှေဘုံမြို့နယ်အရှိတောင်ချမ်းငပီအိုကျေးရွာကိုတရဦးလီတက်ကတက်လာတဲ့ Jet Fighter နဲ့ဘုံကျတိုက်ခိုက်ခဲ့တာပါအသက်20ကျော်အမျိုးသားတဦးနဲ့အသက်35နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးသွားပါတယ်ယောက်ျားလေးနာမည်ကကောင်းလိုင်ဝင်းအမျိုးသမီးနာမည်ကဒေါ်ရင်ဒေါ်ရင်ရင်ပါရွှေဘုံမြို့နယ်ဘက်ကတော့ထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်လို့တာဝန်ရှိသူကပြောပါတယ်ခင်ဗျာ တချို့ကောင်တီအားတိုက်ပွဲဖြစ်ပွားတာမရှိပဲဒီကြောင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်မေလာဆယ်ရက်နေ့ကလည်းဝက်လက်မြို့နယ်အနောက်ချမ်းရတော်ခုကြည်ပါကူလေကြောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုလုပ်ခဲ့ရမှာဒေသခံ၈ဦးသေဆုံးပြီး၁၀ဦးထပ်မင်းဒဏ်ရာရရှိပါတယ်မေလာ၁၇ရက်မှာလည်းဝက်လက်မြို့နယ်ကလေကြောင်းတိုက်ခိုက်မှုမှာ၃ချိန်ပြုလုပ်ခဲ့ရမှာဒေသခံပြည်သူ၅ဦးထိခိုက်ခဲ့ပြီးနေအိမ်တွေပျက်စီးခဲ့ရပါသေးတယ်ခင်ဗျာအဲဆယ်ချုံကောင်စီကတိုက်ပွဲဖြစ်ပွားတာမရှိပဲလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောဆိုပါတယ် အဲ့တော့ဒီရက်တွေမှာဂျာဖတ်ဆက်ရှင်ကောင်စီကတော့စိတ်လူလက်ရဘူးဘုံကျဲတက်ပြနေတာပါရက်ဆက်ပါပဲမနေ့တော့ဆိုရင်လေကလင်း22ယောက်ဒီချောင်းမှာ2ယောက်မော်လူဒေတာမှာ2ယောက်အဲ့တော့တော်တော်လေးကိုဒီရက်တွေမှာကျွန်တော်တို့ပြည်သူတွေရောကျွန်တော်တို့သတင်းတွေစူးစိပြီးတော့တင်ပြရတဲ့အခါမျိုးမှာဒါတွေတွေ့ရတာစိတ်မကောင်းဝမ်းနည်းစွာနဲ့နှုတ်ချိနေရပါပြီတော်တော်လေးကိုဂျာဖတ်ဆက်ရှင်ကောင်စီတက်ရဲ့ တက်ဖြတ်မှုကနှစ်ရက်တာအတွင်းမှာလည်းကျွန်တော်တို့ရာခဒန်းဒီပါကိုပြည့်ပြည့်နဲ့ကတ်လာပြီးဖြစ်ပါတယ်အဲ့တော့သမကြီးဦးကျော်မိုးထွန်းကတော့မနေ့ကသတင်းမှာကျွန်တော်တို့ကုလသမဂ္ဂမှာဒီအကြောင်းအရာတွေကိုတင်ပြထားပါတယ်ဘာတွေများဖြတ်ပြီးတော့ကဘာကြီးကပြုလုပ်ကြမလဲကျွန်တော်တို့စောင့်ကြည့်နေပါတယ်စစ်ရှုံးကောင်စီကအလိန်အညာတွေကတော့ဆက်ပြီးတော့ဖြန့်ဝေနေစေပါအဲ့တော့စစ်ရှုံးစစ်ရှုံးကောင်စီတွေလိန်ညာလို့မရအောင်ကလေးငယ်တွေကတော့အသက်နဲ့ရင်းပြီး ကဘာကြီးကိုပြတ်တထားပါတယ်ကဘာကြီးကတော့လက်ပိုက်ကြည့်နေနိုင်ရတာကိုကျွန်တော်တို့စိတ်မကောင်းစွာနဲ့တွေ့ရပါတယ်အခုနေ့လဲဆက်ပြီးတော့ကျွန်တော်တို့ရသစ်တောင်မှာကလေးငယ်တွေထပ်ပြီးတော့တည်ဆုံးရမြန်မာပြည်ပြည်သူတွေအပြစ်မဲ့ပြည်သူတွေထပ်ပြီးတော့တည်ဆုံးရမြန်မာပြည်ကဘာကြီးကိုလူအသက်တွေနဲ့ကျွန်တော်တို့နိုင်ငံမှာတက်တည်ပြနေပါတယ်ကဘာကြီးကဒီတိုင်းဆက်ပြီးတော့ရက်ကြီးနေဟုတ်ပါလားဆိုတာကိုမိကုံထုတ်ချက်ပါတယ်အဲ့တော့ကဘာကြီးရက်ကြီးနေရတဲ့အမြတ် ဒီအကြံပတ်စစ်အာဏာယူတွေမကြဆုံးမချင်းဒီလိုမျိုးဖြစ်ရတွေကတော့ထက်ထက်အခါခါကျွန်တော်တို့ရန်ကွဲပက်လက်ကြုံတွေ့နေရမယ်ဖြစ်စင်ပါထပ်ပြီးတော့ဒီကနေ့ညပိုင်းရဲ့သတင်းတစ်ပုဒ်ကတော့ဒီလိုမျိုးအကြံပတ်စစ်ရှုံးကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်မြိုင်မြို့နယ်နဲ့ရေစကြိုမြို့နယ်မှာရှိတဲ့စာသင်ကျောင်းတွေယာယီပိတ်သိမ်းကြောင်းကြေညာလိုက်ပါပြီစစ်ရှုံးကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုညာကနေကာကွယ်နိုင်ဖို့မကွေးတိုင်း မြိုင်မြို့နယ်အတွင်းမှာရှိတဲ့စာသင်ကျောင်းတွေကိုယာယီပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်းမြိုင်မြို့နယ်ပညာရေးဘုတ်ဖွဲ့တာဝန်ရှိသူတွေကပြောလာပါတယ်ဒီနေ့မေလ7ရက်ကနေစပြီးမြိုင်မြို့နယ်အတွင်းမှာရှိတဲ့ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေအားလုံးစစ်ရှုံးကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကကနေယာယီရှောင်ချနိုင်မှုအတွက်မြိုင်မြို့နယ်ပညာရေးဘုတ်ဖွဲ့ရဲ့မြေပြေကျောင်းတွေအားလုံးကိုယာယီပိတ်လိုက်တာဖြစ်ကြောင်းသိရှိရပါတယ်လေကြောင်းအနေရကိုအချိန်တိုင်းတာတစ်ခုထိရှောင်ချနိုင်မှုပိတ်လိုက်တာပါဒီနေ့ကစပြီးတော့ပိတ်လိုက်ပါပြီဘယ်နေ့ပြန်ပွင့်မယ်ကတော့ မရှိသေးပါဘူးမသိရှိရသေးပါဘူးပြည်သူတွေအနေနဲ့အသက်ထက်အရေးကြီးတာမရှိဘူးမို့ရန်နှုံးပြမဟုတ်တော့လဲရန်နှုံးများဆိုအနေကင်းမှုအတွက်အသက်ကိုညံဆောင်ဆူဆူလို့လူမျိုးရေးကိုအထူးဂရုစိုက်ကြဖို့လူစုလူဝေးတွေမလုပ်ကြဖို့ဘုံခိုခြင်းဂရုကျင်းတွေတူးထားကြဖို့အကြံပြုတိုက်တွန်းချင်ပါတယ်လို့မြန်မြွနယ်ပညာရေးဘုတ်ဖွဲ့တာဝန်ရှိသူတို့ကပြောပြပါပါတယ်ခင်ဗျာဆီရှုံးကောင်စီကတော့ဈေးတွေဘုံတို့အကြောင်းတွေအရင်ကဆိုလဲကရနီနေဘက်မှာဒီရိုက်ထားတဲ့ရုပ်သက်ပိုင်း တခုအရာဒီဖုန်းကြောင်းမှာပြည်သူတွေစစ်ဆောင်နေစုနေတဲ့ချိန်အုံငနဲ့ဂျင်းငနဲ့ဆိုပြီးတော့လေချောင်းနဲ့တိုက်ခိုက်တာကိုခံခဲ့ရတဲ့အတုံးယိုးတည်တဲ့သူကတည်လက်ပြတ်တဲ့သူတွေကပြက်အခုဆိုရင်လည်းသာတင်ကြောင်းတွေလူစုလူဝေးရှိတဲ့ရွာတွေကျေးရွာတွေမြင့်မဲ့ပြည်သူတွေစုဝေးရဈေးတွေရောက်လျှောက်ကိုဘုံလိုက်ပြီးတော့နိုင်ငံအနှံ့မှာကျဲချနေကြတာတော်တော်လေးကိုတော့ဒီရက်တွေမှာပြည်သူတွေအထိနာပြီးစစ်ရှုံးကောင်စီကတော့ဒါကိုတော့ပြောင်ပြောင်တင်းတင်းဆက်ပြီးတော့ဘယ်လိုမျိုးညင်းနေအောင်မလဲ ဘုံမာတွေဘုံမာအောက်ဆွဲတွေဘာတွေများထပ်ပြီးတော့ညစ်ကြက်ထုတ်ပြီးညက်နှက်ပြောင်းတိုက်လေအောင်မလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝန်ကနေစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆုံးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့တို့ကျွန်တော်တို့နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ပါမယ်